မိဘပြည်သူပေါင်းမင်္ဂလာပါခင်ဗျာ29ရက်6/2025နောက်ဆုံးရသတင်းများကိုကျွန်တော်ညာသားမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြောက်ရီတွင်ဝိတောက်ကဆိုင်ကယ်ဖန်စီရန်ဆိုသောလျှို့စာထပ်ပေါ်လာမှုတွင်တရားသူဘွဲ့ရဗိုလ်မှူးကြီးအေးမင်းအောင်သည်ရုံးဖြင့်ချဲချသောဘုံကြောက်ပောက်ပွဲထိမှန်မှုတွင်ဖြူမြို့နယ်တရားရုံးရှိ ဇေယဝတီမြို့နေရာ6ခုကိုတော်လန်အင်အားစုများက စီးနှင်းတိုက်ခိုက်မှုတွင်အဆရှိသည့်တွင်များကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။မြောက်ရီလေဝိတောက်ကဆိုင်ကယ်စီမံချက်ဖြစ်ဖန်ဆင်းရန်နေ့လိုက် point နေရာများချထားသောစလျှို့ဝှက်စာတစ်ခုကို ပေါက်ကြားလာတာကိုတွေ့ရှိရပါတယ်။ဒေါက်တာတပန်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့ကိုစစ်တပ်က ထိုးစစ်ဆင်လာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်တပ်ဘက်မှတီရတူရဘွေရဘုံမူကြီးအင်းမင်းအောင်မှာဒရုန်းဘုံထိမှန်၍အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့သိရှိရပါတယ်။တီရတူရဘွေရဘုံမူကြီးအင်းမင်းအောင်ဒီတော်လန်ရေးတပ်ဖွဲ့များကလွတ်တင်သည့်ဒရုန်းကို ထွက်ကြည့်စဉ်ဘုံကြောက်ပောက်ကွဲခဲ့ပြီးဒဏ်ရာရရှိကာသေဆုံးဝယ်ရှိရလို့လည်းသိရှိရပါတယ်။ဖြူမျိုးနဲ့ တရားယုံရှိဇေယဝတီမြို့နေရာ6ခုကိုတော်လန်တပေါင်းစုမှစီးနှင်းတိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။ဘကိုတိုင်းတောင်မူခရိုင်ဖြူမြို့နယ်တရားယုံရှိဇေယဝတီမြို့မှရေစကန်ဘူတာယုံပါဝင် နေရာ6ခုကိုတော်လန်အင်အားစုများက ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ရာစစ်သားလေးဦးသေဆုံးပြီးလက်နက်တစ်လက်သိမ်းဆီးရရှိခဲ့တယ်လို့လည်းသိရှိရပါတယ်။ ဇွန်လ25ရက်နေ့နက်နေပိုင်းကဖြူမြို့နယ်ဇေယဝတီမြို့ဘူဒာယုံရှိစစ်သားများကိုဖြူမြို့နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့မှ ဝင်ရောက်စီးနေတိုက်ခိုက်ခဲ့ရာစစ်သားသုံးဦးထိခိုက်ဒဏ်ရာရပြီးဒဏ်ရာရရှိသောစစ်သားများနှင့်အတူကြံစစ်သားများမှဘူဒာယုံမှစွန့်ခွာထွက်ပြေးသွားကြောင်းလည်းသိရှိရပါသည်။တရင်တားဤတိုင်းပူလောမြို့နယ်ကြောက်ကောရွာရှိ ပြူစော့တိတိုင်းစကန်ကို ပူပေါင်းအဖွဲ့များနဲ့အတူဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ရာ ပြူသုံးဦးသေဆုံး၍တနက်၅လက်ရရှိခဲ့ကြောင်းကိုမြေကရိုင်အမတ်တတန်ရင်ထံမှသိရှိရပါတယ်။ဇိုလာ29ရက်နေ့နန်နဲ့9နာရီခန့်ချိန်အင်အား10ဦးကျော်ဖြင့်အထိုင်ချထားသောကြောက်ကောရွာရှိစစ်ကောင်စီလက်အောက်ခံပြူစော့တိစကန်ကိုမြေကရိုင်အမတ်တတန်ရင် ကရင်မျိုးသားကာကွယ်ရေးတပ် KNDO တရင်ခွန်မာမိတ်တပေါင်းစုမှဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟုသိရှိရပါသည်။စက္ကစအလောင်း၃လောင်း MI M16A1 နှင့် M16 Rifle လေးလည်း၎င်းကြည်ပေါက်နှစ်ခု AK47 Rifle လည်း၎င်းကြည်ပေါက်၄ခုနှင့်အတူကြည်များလက်ပစ်ပုံးလုံးနှင့် အခြားစစ်အသုံးဆောင်ပစ္စည်းများကိုလည်းတင်စီရရှိခဲ့တယ်လို့သိရှိရပါတယ်။တနင်္သာရီတိုင်းတဲချောင်းမြို့နယ်မင်းတက်ရွာဖုံကြီးကျောင်းတွင် အထိုင်ချတပ်ဆွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခတ်ရာစစ်တပ်ဗမာ၅ဦးသေဆုံးပြီးလက်နက်ခဲယမ်းများလည်းတင်စီရရှိခဲ့တယ်လို့သိရှိရပါတယ်။ဇော်လ26ရက်နေ့မနေ့ပိုင်းက မင်းတက်ရွာဖုန်ကြီးเจ้า၌အထိုင်ချတက်ဆွဲထားသော အကျန်းဖက်စစ်ကောင်စီတပ်သားများကို KNLA တိုင်ရင်စနစ်လက်အောက်ခံတက်ခွဲနှစ်နှစ်တော်လံပူးပေါင်းတပ်များကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်ရင်တခိုင်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား၅ဦးတေဆုံးကစစ်အုံဆောင်ပစ္စည်းများကိုလည်းတင်စီရရှိခဲ့ကြောင်းသိရှိရပါတယ်။မန္တလေးတိုင်းဒေသကြီးလွတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာ ဇွန်လ29ရက်နေ့မနေ့ပိုင်းမှာမန္တလေးအိုးဘိုကျင်းထောင်မှာတည်ဆုံးခဲ့ပြီးရုပ်လောင်းကိုနေအိမ်တို့ပြန်လဲတည်ဆောင်ခွင့်မရဘူးလို့လည်းသိရှိရပါတယ်။အသက်69နှစ်အရွယ်ဦးအောင်ကျော်ဦးဟာနနဲ့စောပိုင်းကရုတ်တရက်မောတယ်ဆိုပြီး ထောင်ဆေးရုံတို့ပို့ဆောင်စဉ်မနေ့ခုနှစ်နာရီမှာထောင်ဆေးရုံမှာပဲကွယ်လွန်သွားတယ်လို့သိရှိရပါတယ်။ဦးအောင်ကျော်ဦးဟာစက္ကစအာနာသိန်းနဲ့2021 ဖေဖော်ဝါရီလတရက်မှာပဲဖန်စည်းခံခဲ့ရပြီးနိုင်ငံတော်ကြီးညိုပြက်စေမှု905ကကြီးနဲ့ထောင်ဒဏ်3နှစ်တဘာဝဘေးပုံမှန်25နဲ့ထောင်ဒဏ်2နှစ်စုစုပေါင်းထောင်ဒဏ်9နှစ်ကြာခံရသူဖြစ်ပါတယ်ယခုလိုလုတ်ကန်ဒီချိန်မှာရုတ်တရက်တေဆုံးခဲ့တာဖြစ်ပါတယ် သူဟာမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီ NLD ရဲ့မန္တလေးတိုင်းပြည်ကြီးမြို့နယ်ကလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး2015နဲ့2020ရွေးကောက်ပွဲနှစ်ခုလုံးမှာအနိုင်ရရှိကာမန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဖြစ်တာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါလေ။ထမှန်၍ကျုံတို့ကော့ဂရိတ်လမ်းမိုင်းကို ပြန်လည်ဆိုးမိုးရန်စစ်ကောင်စီကလက်နက်ကြီးပစ်ကူများဖြင့်စစ်ကြောင်းထိုးလာတော့လေ ထိခိုက်မှုကြဆုံမှုများပြား၍တက်ပြန်လည်ဆုတ်ခွာသွားရတယ်လို့လည်းသိရှိရပါတယ်။အဆိုပါလမ်းမိုင်းကိုပြီးခဲ့တဲ့ AB လကလေးကကရင်မျိုးသားလူမျိုးရေးတက်မတော် KNLA မဟာမိတ်ပူပေါင်းတများကတိုက်ခိုက်ထိန်းချုပ်ထားတာဖြစ်ပြီးစစ်ကောင်စီက အတွဲလိုက်ပြစ်မဆိုင်တွင် rocket တုံးတရ122မမ powerzer အမြောင်များပြစ်ကူနေလေကြောင်း drone များသုံးပြီးစစ်ကြောင်းထွက်ထိုးခဲ့တော့လဲ ယခုချိန်ပါဝင်၃ချိန်တိုင်တိုင်တက်ပြန်ဆုတ်သွားရတယ်လို့လည်းသိရှိရပါတယ်ထမှန်ကြီး KIA ထိန်းချုပ်နေပြည်တွင်းမှ KTV နဲ့ဘာမြာပိတ်ရန် KIO ညွန်ကြားဟူလည်းသိရှိရပါတယ်မူရစေဝါများရောင်းဝယ်ဖြန့်ဖြူးခြင်းလူငယ်များအလွန်ကြုံသုံးဆွဲခြင်းတို့ကို ထိန်ချုပ်နိုင်ရန်၎င်းတို့နယ်မြေများတွင်မှ KTV ဘားနှင့်ဖြော်ဖြေလုပ်ငန်းများကိုပိတ်သိမ်းရန်ညွန်ကြားခြင်းဖြစ်ပြောင်း KIO KIA ပြောခွင့်ရရာရှိက ဆိုပါတယ်လိုင်းစာတွင်အခြေစိုက်စကန်ရှိသည့် KIA သည်ရှမ်းမြောင်မှမဘိမ်းမြို့နှင့်ကချင်ပြည်နယ်မှစွန်ဘရာဘွန်အင်ဂျန်ယန်စဒုံချီဝေးစောလော်ဖီမော်ပန်းဝါတော့ဖုံးရန်စင်ဘိုမြို့လာ မန်စီကမ်ပိုက်ဒီမုံမောက်မျိုးများနေနွေဆက်ကုံသွဲရေးမျိုးလွယ်ကျယ်မျိုးတို့ကိုတိမ်ပိုက်ထားတာဖြစ်ပါလေမိဘပြည်သူအပေါင်းကိုစိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါစေ